မင်္ဂလာပါညီမရဲ့ channel ကနေပြန်လဲကြိုသွဲပါတယ်ဒီနေ့ညီမတို့တောင်တီးကိုနည်းများအိတ်၃ရက်ခရီးသွားမှာဖြစ်ပါတယ်ဆိုတော့ညီမတို့ဘယ်လိုလေးပြောလဲဘယ်လိုလေးကဲဆိုတော့ like pass something ပြစားပါဦးနော်ညီမတို့ကတောင်တီးတစောင်းတိုင်းအဖွင့်ပွဲအမိသွားမှာဆိုတော့28ရက်နေ့ညနေကနေထွက်ခဲ့ပါတယ်ဒါကတော့၄ရက်အဖွဲ့ပါနော်ကိုကြမ်းမဆုံကြမယ် ကဲခုတော့တော်လိုက်ပါအောင်မယ်ဒါကအနာကစီပြီးပထမဆုံးကြိတ်ခီးသွားဖို့တာပါပထမဆုံးမလို့လားမသိဘူးမသိလိုက်တော့ညီမတို့ရွရွတန်းတော့ပဲဖြတ်မိသွားတယ်အမှန်တကယ်တော့ဘီယာဘီယာပို့ကောင်းတာပါရှင့်ကဲတော်လိုက်ပါဦးမယ် ခုကတော့စာထွက်ပါပြီညီမကကမ္မုတ္တေလူဆိုတော့တညာလုံးအိတ်လိုက်တာမနေ့ကမှပဲလို့ပါတယ်6နာရီ20မိနစ်မှာကလောကိုရောက်ပါတယ်အမှန်ပြောရမယ်ဆိုရင် ကလောရဲ့အရာတိဥတုကနေလို့အကောင်းဆုံးပါကလောကိုရောက်ပြီးဆိုတာနဲ့မျိုးကိုယ်တွေပိတ်တဲ့ပြီးတော့ပေါ့နော်ဘာမှကိုမမြင်ရအောင်လေးမှန်းလေး အရန်အေးပါတယ်နောက်တစ်ခါဆိုရင်တော့ကလောက်ကိုရအောင်သွားပါမယ်လမ်းမှာကပ်ပြတ်တာကိုစောင့်လိုက်ရတော့ညီမတို့အချိန်နဲ့ကြာသွားပါတယ်ဟိုရောက်တော့၈နာရီကျော်ပိုင်းလောက်ကိုရောက်သွားရပေါ့နော်ကာစီကအရန်ပြင်းမှန်းနေဒါတော့မြင်တဲ့အတိုင်းပဲကာစီလိုဂျုံဂျုံကြပြီးတော့မူးနေတဲ့အခြေအနေပါဘာမှမလုပ်နိုင်ဘူးပေါ့နော် အေးတိုင်ဟာကားကယူရတော့ကိုဟာကိုလေးကြည့်ကောင်းနှခမ်းလေးလေးပါလေးလဲဒီချင်မရှိပါလေခင်ဗျာလောက်လိုက်ပါတယ်ကဲအေးတိုင်ဟာရောက်ပြီဆိုတော့တံဒီကိုရှစ်ဆက်မယ်လိုက်ခဲ့ပါဦးနော်ညီမနှစ်ယောက်ကတိတ်ပင်းမများတတ်ရှာပါဘူးကာနာရင်နာတလို့ပဲပြပါတယ် ဒီတရားမှာလူတွေစင်းပြီးတော့အထုပ်တွေချတာနည်းနည်းလေးကြာတော့စောင့်ရတာနည်းနည်းလေးကြာလိုက်ပါတယ်။ကဲအေးတရားကနေတောင်ကြီးကိုတက်ပါပြီ။တက်တဲ့လမ်းကဗျူအရန်လာတယ်။အောက်ကဗျူရင်းကိုကြည့်ရတဲ့ feeling ကအရန်မိုက်တယ်ပေါ့နော်။အဲ့နေရာလေးဒီမှာအကျိုက်ဆုံးပါပဲ။ ခုကတော့တောင်ကြီးမြို့ကိုရောက်ပါပြီ။ပုံမှန်ဆိုရင်ဂိတ်ထဲပြေးလိုက်ပို့ပေးပေးမယ်ဒီတစ်ခါတော့ညီမတို့ကိုဂိတ်ထဲပြေးပို့မပေးပဲနဲ့ဒီလမ်းမနေရင်ခီးဆုံးပြီလို့ပြောရယ်ပေါ့နော်။အဲ့ဒါမို့ညီမတို့အထုပ်လေးချပြီးတော့အဲ့နားမှာပဲစောင့်လိုက်ရတယ်ပေါ့နော်။သူတို့ပြောတာအိုက်သေးကိုဝင်လို့မရတော့ဘူးလို့ပြောပေမဲ့ညီမတို့မြင်လာတော့တော်တော် သူတို့မြန်မာကားတွေဝင်သွားအောင်မြင်နေပေါ့နော်သူတို့ကားတစ်စီးတွေဝင်လို့မရပါတော့မသိပါဘူးဒီကြိုင်ပန်လာလေထိုင်ဆောင်လေးရပါသေးတယ်ရှင်အခုကတော့မနစာစားပါမယ်မတို့ကချမ်းဆိုင်ကိုဝင်ခဲ့ပြီမဲ့ဘောနောပုံစံကတော့အရန်ကောင်းနေထင်ရပါပဲတော့မကောင်းပါဘူး ဲ့ဒါထင်ဆိုင်ရင်မန္တလေးရရှမ်းကိုပို့ကြိုက်ပါတယ်ဖတ်ထုတ်တရားလည်းအေးကိုင်လို့အကျော်တရားလည်းအေးကိုင်လို့ဘယ်လိုကြီးလောက်ထားလဲတော့မသိပါဘူးဒါပေမဲ့ဈေးကိုကြတော့အရန်တင်လာပါတယ်ညီမတို့အိုက်တင်ကို3000ကျော်လောက်ရှင်းလိုက်ရပါတယ်နဆဆပြီးတော့ဖះကိုတော့ဖုတ်ခဲ့ပါတယ်။ဒီမရတဲ့အချိန်ကနေ့လည်ခင်းဆိုတော့ဖះရဲ့ရေပြင်းမှာအရန်နေပူပါတယ်။တပုံသလားလေးတော့မရိုက်ခဲ့ရဘူးပေါ့နော်။ ဟိုတယ်ကိုပြန်ရောက်တော့ room tour တော့မရလေရဘူးချက်ချင်း makeup တွေပြင်တပင်းလေးလောက်ပြီးတော့ခဏနေစားရင်ကြောင်းရတော့ပါမယ်ဖွေမှာတော့လူစုံပါတယ်စတိုင်လစ်တွေရောပြင်လုံးပေးမယ့်လူတွေရောဘလော့ဂါတွေရောစုံစမ်းစစ်လို့ပါ အာဖရိကတော့စင်ပြေပဲဝက်ခဲလို့တိတ်မစားတော့ပါဘူးဒါနဲ့ဒီနေ့မိတ်ခလို့ပလေးတော့ထိပါပါအောင်နော်ဆိုတော့ဆက်သွားပါပြီ။မမဆဆထွိုင်လိုက်တာဘာဖြစ်လဲဆိုတော့ကားတရင်ရှိတယ်ကိုမတန်းစီကြလို့ပေါ့နော်။ဒါမဲ့ဆဆထွက်တာမှကားတန်းစီရပါသေးတယ်။ခိုးကြရင်စားရအောင်ဆိုပြီးတော့မဝယ်သွားတာပေါ့နော်။ဒါမဲ့မကင်ကျင်လို့ယူမသွားခဲ့ပါဘူး။ဘဝမောက်နေရတဲ့နေ့စီးကြီးရဲ့ဆိုတော့ မတော်ရင်လည်းယူသွားပေမဲ့မခိုင်းတင်ပါဘူးရှင်။ဆော့ဆော့ထွက်လို့ဒါပဲပေါ့နော်။အရှိရကားတန်းရှိရတာကြည့်လိုက်ပါတော့ဘယ်တော့ဆောင်းခွင့်ရလဲဆိုတာကို။ကောမအစိုးရရှိတဲ့လူတွေလူတွေဆိုတာလေးအများကြီးပဲဒီကနေညမတော့မိနစ်30လောက်လမ်းလျှောက်ပြီးတော့မှအိုက်ကိုရောက်မှာပါဆိုတော့လမ်းလျှောက်လိုက်ပါဦးမယ်ရှင် ခဲ့တာတော့ဘောလုံးလေးတွေနဲ့စားပြီးတော့ဖွင့်တဲ့အချိန်မှာကြုံမလားလည်းမသိဘူးညီမတို့ဒါလေးကိုကြည့်ဖို့သွားတာဟုတ်ဒါလွတ်တဲ့အချိန်ကိုလွတ်သွားပါတယ်ဒါတော့အပေါ်ရောက်မှမြင်လို့အမီရလဲရတဲ့ဗီဒီယိုပေါ့နော်အပေါ်ရောက်တော့အရင်လာပါတယ် လာတာတော့အရင်ဘူးလာတာပါကောင်းခင်ပါပလ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 ဒီနေ့မရောက်ခဲ့ဘူးဆိုရင်နောက်နေ့တော့တည်ကြပါတော့ကြည်ပါနော် ညီမတို့ကဖွင့်ပွဲကိုအမိသွားတာဆိုတော့ဒီလိုမျိုးလေးတွေကြည့်ရတယ်ပေါ့နော်ပိတ်ပွဲသွားတဲ့လူတွေကမိုးတွေနဲ့တွေ့ရဆိုတော့ဒီမျိုးလေးတွေမကြည့်လိုက်ရဘူးကဲအဲ့တခါတော့ဖွင့်ပွဲကိုအမိလာခဲ့ပါလို့ပထမတည့်ရဖွင့်ပွဲနေ့ကအလောက်ကြီးဒီမအေးပေမဲ့ဒုတိယနေ့ကတော့အရင်အေးပါတယ် ကဲပြီးတော့ဆိုင်လေးတစ်ဆိုင်မှာဝင်ထိုင်လိုက်ပါတယ်အပြင်ကလူအခြေအနေကိုတော့ကြည့်လိုက်ပါအောင်ဝင်မတူးရဲပါဘူးအဲ့တော့ဆိုင်မှာပဲအေးစေးစေးထိုင်ပြီးတော့အေးလေးပါလေးသားကြကြော်လေးစားကဲအခုတော့ဒီပုံလေးတွေစလုပ်နေပါပြီမီရှူပန်းနေလို့အဲကောင်းကင်မှာအလိုလေးဖောက်တယ်ပေါ့နော်ဒါကတော့မီရှူပန်းဖောက်မယ်အလုံးမှာ အပေါ်မှာဝိုင်းမရလို့အောက်မှာပဲထိုင်ခဲ့ရပါတယ်ဆိုတော့မီးဘုံနေလို့တက်ဆိုရင်အပေါ်ကိုပြည့်ပြည့်ကြည့်ရတာတော့အမောပါနော်အဲ့မဲ့လည်းအရင်ပြတ်တောင်းခဲ့ပါတယ်ဒါကတော့အမားတို့စီးရတယ်ဆိုတော့လိုက်လာပါတော့တမင်မမစီးပါဘူးပြည့်လေလည်းမြ ాయి ကနှစ်ခုတော့ရှိတာပေါ့နော်ဒါကတော့အသေးစားပါအသေးစားကိုပဲတိုးလို့ရတယ်တပန်ဆိုတော့ဓာမျိုးပဲဖြစ်ပါတယ်ခင်ဗျာ ကျူမနဲ့မိမနဲ့ဆိုတာကပြောစိတ်ကဲသလုံးမနာဘူးမိဒီလူမှာမှာဖြစ်ပါလေဒီနေ့မိုးများလို့လားမသိရေတုံးကဆက်တဲ့ကိုကြာ ตะเบิ้ลมาเลยพี่รอโลดได้พี่ขึ้นมาเลยนะครับทุกท่านอะเราโอเคตายเลยครับเอามาครับว่าเราจะดูเดี๋ยวเรามีโกมดทั้งแผ่นเนี่ย ကျွန်တော်တို့ဒီရှိရပါတယ်ခင်ဗျာဒီကူထပ်ပါတယ်ဒီလာတော့ဒီကူကိုထပ်ပါတယ်ဒီလီတော့ပါသွားဒီရတယ်ဒီရှိနေတော့ဒီကူရောကူမေအောင်ကူနာလို့ပတ်ပါတယ်ဒီနေ့ဗီဒီယိုကပြီးရနေမှာဘယ်လိုလောက်ရမလဲဆိုတာသိသွားလို့စိတ်ညစ်နေရပါ ဒီပုံလေးတွေကပို့လာပါတယ်။ Nama brightness ကို short လိုက်တာပါ။ခုနပုံလေးရဲ့ new white water ဖြစ်နေအောင်ပို့နော်။ဒါမဲ့လေးထိလိုက်ပါဘလာဘလာဆိုဝယ်ပြီးတော့တောင်ကြီးရဲ့ view point ကိုညချိန်လေးသွားခဲ့ပါတယ်။သူကနေရင်းထက်ညကပို့လာတာပါ။ပြီးတော့တချင်းလေးတွေလည်းဖွင့်ပြီးထားတော့အရန်ကိုဆွေးလို့ကောင်းခဲ့ပါတယ်။ဒါကတော့ဒီသူရဲ့မနက်ခင်းလေးပါ။ မတော်ဆော့ဆော့ထားပြီးတော့မိတ်ကပ်ပြင်ပြီးတော့ဖြူပိုင်းသွားပါမယ်။ပြီးရင်းနေလို့ဆရာလည်းအများကြီးရှိတော့စော်ရိုက်ထားကြပါလေ။ကဲဒါတော့အတက်ခန်းထဲရနေထွက်ပြီးတော့မနေ့ဆောက်ဆောက်ကြမှာပါ။ဟိုတယ်က breakfast လည်းပါပါတယ်။ညီမတို့တည်ရတာကတော့ Sammy Hotel ပါ။ Service ကအရင်ကောင်းပါတယ်။ မတို့ပြီးရရတဲ့ budget နဲ့မတန်လောက်အောင်ဘူးပေါ့နော်ဟိုတယ်မှာပါဝင်မှုတွေဆိုရလဲအရန်စင်ပြေပေါ့နော် breakfast breakfast လည်းပါတယ်ရေဘူးရေအေးလည်းပါတယ်အခန်းမှာက TV ရောရေခဲတက်တာရောအကုန်အစုံလေးရှိရပေါ့နော်ဆိုတော့အရန်ကိုစိတ်ကျေနပ်ခဲ့ရပါတယ်နောက်တစ်ခါသွားရင်လည်းဒီလိုပဲတဲပါမယ် ဖတ်တဲ့ကလည်းမှခဏဖတ်ပြနေတာပေါ့နော်ဒီကလေးကတော့လိုက်ပြီးပါပြီအောက်ကနေချိန်ပြီးပါပြီဆိုတော့ဒီနေ့မှရလို့ဆိုတာဆက်စပ်ချစ်ပရောင်းတော့ပရမသနေရာနေနဲ့ညီမတို့တောင်ကြီးရဲ့ view point ကိုမဖြစ်မနေသွားခဲ့ပါတယ်ဒီတစ်ခါကတော့မနခင်သွားခဲ့တာဆိုတော့ view က တစ်မျိုးလေးပေါ့နော်ဘနခင်း view လေးရလည်းလာပါတယ်ညာ view လေးရလည်းလာပါတယ်ဒီမှာလည်းဒီတိုင်းမှာပဲနေရအရန်ပူတော့တပုံအလောက်ကြီးထိမရိုက်ခဲ့ရပါဘူးနေလေးရိုက်တုံးကိုအမြန်ပြေးလွား post ပေးရပါတယ်ပြီးရောညီမတို့ဝမ်ချန်ကိုသွားပါမယ် စ်ချင်တော့ညီမတို့လာမဝိုင်ပင်လေးတိကအခုမှငုံစီလေးတွေပဲရှိပါသေးတယ်ဆိုတော့ဒါအဲ့လောက်စီစီသဘုံရဲလို့မလာတော့ညီမတို့ချက်ချင်းပဲပြန်ထွက်ခဲ့ပါတယ်ပြီးတော့သူတို့ပြောတယ်အရင်ဆက်ကောင်လဲဆိုတဲ့ရေဦးသမင်းပေါင်းဆိုင်ကိုရောက်ခဲ့ပါတယ် နောက်ညီမတို့ရွှေဖုံးပွင့်ဖရားကိုတွားခဲ့ပါတယ်။ညီမတို့တွားတဲ့အချိန်လေးကအနေတော်လေးမလို့တော့မသိဘူး။အရန်နဲ့နေမပူတော့။တပုန်ရန်တို့လက်ကောင်းတယ်။ဒီကနေကြည့်ရတဲ့ view ကလည်းအရန်ကိုအပန်းဖြစ်စေပါတယ်။ဒါပြင်တော့မိဘုံပြန်ခွင်းကိုပြန်ရောက်ပါပြီ။ ဒုတိယနေ့ကအရင်အေးပါတယ်ကြာလေးကြာလေးကောင်းနေခဲလာပြီပါပဲအားလုံးလည်းလည်းပြီးပြီဆိုတော့ပြန်မာတော့မယ်တကတော့ဒုတိယနေ့ရဲ့မနက်ခင်းလေးပဲဖြစ်ပါတယ်ပြန်ရတော့မယ်ဆိုအလောက်ကြီးတီတော့ပြောဖို့တော့ညီမခီးထွက်ပြီဆိုရင်စတိုက်ထွက်ခြင်းနဲ့လို့ဆိုတော့အင်းလေးလည်းသွားခြင်းနဲ့ကလုံးလည်းသွားခြင်းနဲ့ မတို့တောင်ကြီးမှနေရတဲ့ချောင်းလုံးမနစာအိုရှမ်းနဲ့စားခဲ့ပါတယ်။ဒီမှာတော့ပြန်ကင်ကိုပန်းချံလေးကိုလမ်းလျှောက်ထွက်ခဲ့ပါသေးတယ်။ဒါတော့မနစောကြီးချင်းနေပါ။ဒါပေမဲ့ပန်းချံကလူအရန်စီပါတယ်။မနစောကြီးကိုကားတဲ့လူတွေနဲ့လမ်းလျှောက်တဲ့လူတွေနဲ့ပေါ့နော်။ပန်းချံကမလေးမှာဆိုရင်ကျုံပေးနဲ့အတူတူလောက်ပါပဲ။အခုကတော့တောင်ကြီးကနေအေးတရာကိုဆင်းနေပါပြီ။ အေးတရားကားကိမာညီမတို့ကားစီရမှာပါအပြန်တော့ညီမတို့ BNB နဲ့ဖြတ်လိုက်ပါတယ် BNB ကစပီလဲပူကျပြီးတော့ကောင်းနေဆောင်နေလဲအကုန်ပြီးပါတယ် ပြန်မှာကထင်လဲတဲ့အဖွဲနဲ့တွေ့လို့ရိုက်ခဲ့ပါသေးတယ်။သူကလေလမ်းတစ်လျှောက်လုံးမျိုးလေးလူတွေအဖြစ်နဲ့ကားတွေပါလေချက်ကုန်တာပေါ့နော်။ကျွန်တော်ကိုကျေးဇူးတင်ပါတယ်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့သူတို့အချင်းစီတိုင်းကိုကျေးဇူးတူတင်ရှိပါတယ်။နောက်လည်းဒီဗီဒီယိုလေးတွေနဲ့လာခဲ့ပါမလို့ညီမရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးကြပါလို့တောင်းဆိုပါတယ်။ Thank you.